မင်္ဂလာပါမင်္ဂလာရှိသောညခင်ဖြစ်ပါစေလူမြတ်ကျော်ရဲ့ညခင်ပိုင်းတင်ဆက်မှုများကိုအဆုံးထိနားထောင်ပေးဖို့ပြောပြစီဒီနေ့ပြောမယ့်အကြောင်းအရာတွေကလုံးစီပတ်စီနားထောင်မှသဘောပေါက်မှာဗျဒါပေမဲ့အင်တာနက်မရနေတာကြောင့်ခက်ခဲနေတာကိုလည်းနားလည်ပါတယ်တပတ်မှလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအရှိန်ပြင်းပြင်းနဲ့နိုင်ငံရေးထိုးစစ်တံတန်နဲ့ဝင်လာနေပါတယ် ရွေးကောက်ပွဲကော်မရှင်ကအတန်ထုတ်လာပါတယ်ရွေးကောက်ပွဲလုပ်မယ် electronic မဲပေးစနစ်နဲ့လုပ်မယ်လို့ဆိုပါတယ်ဒီလိုရွေးကောက်ပွဲလုပ်မယ်လို့ပြောနေတာ ਨੇ တပြိုင်နက်ပြည်ရင်းစစ်မျက်နှာအနှံ့ကတိုက်ပွဲတွေကလည်းအောင်စီတန်တွေတော်တော်ညံ့နေပါတယ်အဲ့တော့ဒီကနေ့နောက်ဆုံးရသတင်းအများအရဆိုရင် ရန်ကုန်မန္တလေးအမြန်လမ်းမှာနတ်ဆန်လေတဲ့အတွက်လင်းစည်းတဲဆောင်လာတဲ့စီပေါက်ကစီပေါက်စာကားတစ်စီးကိုစစ်သားနှစ်ဦးနဲ့အတူတော်လိုင်းတပ်ဖွဲ့ကဖမ်းဆီးရမိလိုက်တယ်လို့သိရပါတယ်။အောင်ဆန်လန်းပြည်ထုကာကွယ်ရေးအဖွဲ့ဆောရှင်းနေပေါ့ဗျာ။နနပိုင်းနမောက်မြို့နယ်ဘက်အမြန်လမ်းပေါ်မှာမောင်းလာတဲ့လင်းစည်းပေါက်စာကားရင်အမှတ်2ပြီ8နှစ်အရှင်9နှစ်9ကို ရန်ကုန်မန္တလေးမြန်လန်းမိုင်းတိုင်းနှစ်6နှစ်အဲ့မှာဖမ်းလိုက်ပါလေဖမ်းလိုက်ပါလေလင်းစီတွေကိုပြည်သူလူထုကိုဘုံကျဲတတ်ဖို့အကောက်ကောက်ခါကတင်းနေတဲ့ကားစီပေါ်စာကားထဲမှာစီအပြည့်ပါပဲအရာကံကိုမင်းထုတ်နေလက်ပါစီနှစ်ယောက်ဖမ်းလိုက်ပါပြီအဲ့တော့လက်ရှိစစ်ဆေးနေပါတယ်ထွက်ပြေးရင်တော့မတားဖို့ပါ ဆိုတော့လင်းစီဖြတ်တောက်ရေလို့ရှားမှုနဲ့ပတ်သက်ပြီးပထမဦးဆုံးဈေးဥပောက်သွားတဲ့လင်းစီတဲ့ကားလို့ပြောလို့ရတပတ်မှာ ILO ရဲ့ article 33ကိစ္စဖတ်စစ်တက်ကကြောက်ချောက်ချားဖြစ်နေတာတတ်သူမှာပဲကျွန်တော်တို့ကန်တော့စกายပလဲကကန်တော့တိုက်ပွဲနဲ့ပတ်သက်ပြီးဒီကနေ့လေရင်နဲ့ဘုံကျဲတာ ဝိုင်းနဲ့15ကောက်လောက်နဲ့ဘုံအလုံးကြီး30လောက်ကျပါလေဂျက်ဖိုက်တာ2စီးနဲ့ပေါင်900ပေါင်300ဘုံ4လုံးကျဲချားတယ်တိကန်တော့မှာတိုက်ပွဲပြင်းထန်ကြီးလေးရှိပါလေတစ်ဖက်မှာစစ်ကောင်စီဟာနိုင်ငံရေးထိုးစစ်အဖြစ်နဲ့ရွေးကောက်ပွဲကိုလုပ်ဖို့စစ်ဘုံချုပ်တွေကိုရွေးကောက်ပွဲဝင်မလားဆိုပြီးလေတံထုတ်လာ စစ်ဘုံချုပ်တင်ကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါစေအောင်စုမှာထိတ်တန်းဘုံချုပ်ကြီး၁ရောက်ဒုတိယဘုံချုပ်ကြီးအယောက်၂၀နီးပါးကိုရွေးကောက်ပွဲတွေသွင်းပြီးရွေးကောက်ပွဲကိုစစ်တရဲ့ဗျာဒိတ်တော်အရာလုံးမဲ့အခြေအနေမှာနိုင်ငံရေးပါတီပါဆိုပြီးပြည်သူလူထုအတွက်လို့ပြောနေတဲ့နိုင်ငံရေးပါတီတွေကလည်း အာတတယုံနဲ့ရွက်ကွက်ပွဲဝင်ဖို့ပြင်ဆင်နေကြပါလေဒီလူတွေဟာပြည်သူလူထုကိုတစ္ဆာဖောက်တာ မဟုတ်ရင်အခြားဘာများရှိပါသေးတယ်လေသူတို့လွတ်လပ်စွာလုပ်တာသူတို့လွတ်လပ်စွာရွက်ကွက်ပွဲဝင်တာဘာအပြစ်ရှိလို့လဲလို့မေးစရာရှိပါလေစစ်တပ်ကိုယုံတာစစ်တပ်လုံးတည်းများ နောက်ကနေလိုက်ပြီးအကောင့်တွေပေါ်ပေးနေတာကိုကပြည်သူစန္ဒအာတီတာနဲ့စန့်ကျင်ဘက်ဖြစ်ပြီးပြည်သူကိုစစ်ကြုံခံခိုင်းဖို့အာထုတ်ကြိုးပမ်းပေးနေတာ ਨੇ အတူတူပါပဲဒါကြောင့်မို့ပြည်သူရဲ့နိစင်ဘဝကိုလိလူရှုပြီးကိုအာနာယာယီနေရာလေးတစ်ခုယာယီအတွက် ဖက်စစ်တပ်ကလုံမဲ့သွေးစွန်းနေတဲ့ရွေးကောက်ပွဲကိုဝင်မယ်ဆိုတဲ့နိုင်ငံရေးပါတီများကိုဒီနေရာကနေရှုတ်ချကန့်ကွက်ပါတယ်။ပြင်းပြင်းထန်ထန်ရှုတ်ချသလိုတစ်ချိန်မှာတမိုင်းမှာအမဲဆက်နေနိုင်ငံရေးလူရမဝင်မှုကိုခံစားကြရပါလိမ့်မယ်။ကျွန်တော်ပြောတဲ့ကျွန်တော်ပေးတဲ့ပြစ်ဒဏ်မဟုတ်ပါဘူး။တမိုင်းနဲ့ပြည်သူလူကပေးမဲ့ပြစ်ဒဏ်ဖြစ်ပါတယ်။ နောက်ထပ်ရွေးကောက်ပွဲအခြေအနေကိုဆက်ပြီးလေ့လာကြည့်ရင်စစ်ဘုံချုပ်တွေထည့်သွင်းရွေးချယ်မဲ့ရွေးကောက်ပွဲကျန်းခံရေးပါတီကဗိုလ်ပြုတ်တွေပါဝင်အရွေးခံမဲ့ရွေးကောက်ပွဲတတိုင်းမိလုံးကိုဘုံကျဲတက်ဖြက်မရင်းကြီးရုံမာနေတဲ့စစ်တပ်ရဲ့ဂတိဂတိပြောစကားတွေကိုယုံကြည်ပြီး ဝင်ပြိုင်မဲ့ နိုင်ငံကြီးဆိုင်ရာလူခုံးမေလူကျွန်ပေါ်မိတယ်ပိုက်ပေါ်မိမြေပွဲဒီရွေးကောက်ပွဲဟာအားလုံး minus တကြီးပဲဖြစ်ပါလိမ့်မယ်အဲ့ဒီတော့ဟုတ်ပြီရွေးကောက်ပွဲကိုဘယ်လိုလုပ်မှာလဲဒီကနေ့တော့ UEC က UEC တို့ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲယာရာချက်169မြို့နယ်ရှိပါတယ်လို့ဆိုပါတယ် နေရာ69မြို့နယ်မှာ130လောက်လုံနိုင်ရင်တော့ရွေးကောက်ပွဲကအထမြောက်တယ်လို့ဆိုပါတယ်ထပ်ပြီးတော့ရွေးကောက်ပွဲကဘယ်ပုံဘယ်နည်းနဲ့ကျင်းပမှာလဲဆိုတော့ရွေးကောက်ပွဲကျင်းပမဲ့စနစ်ကိုလက်သေးလာကြည့်တဲ့အခါကျတော့နိုင်သူအကုန်ယူစနစ်ကိုပီယာစနစ်ကိုရောမွေပြီးစစ်တပ်နဲ့စစ်အတိုင်းဝိုင်းတခုလုံးမနိုင်နိုင်အောင်လုပ်မဲ့ရွေးကောက်ပွဲမျိုးဖြစ်နေတာကိုတွေ့ရပါတယ်ဒီကြားထဲမှာခုနက ဝင်ပြိုင်မဲ့ပါတီလေးတွေကတော့တယောက်စနှစ်ယောက်စအာနာအယိုးလေးပေးကြိုက်ပါဘူးတော့သူတို့အတွင်းမှာချိန်ညှိထားဖို့ရပါတယ်ထပ်ပြီးတော့ကဲဟုတ်ပြီဒီရေကောက်ဝဲချောက်ဘာတွေဖြစ်မှာလဲဒီရေကောက်ဝဲ process ကဟိုကိုမြတ်ကျော်ကြီးလူမြတ်ကျော်ကြီးဘာပြီးလဲဆိုတော့2008ဖွဲ့စည်းပုံအရာစစ်တပ်ဟာလွတ်တော်မှာ25ရာခိုင်နှုန်းအစိတ်သားရယူထားနိုင်ပါတယ်နောက်တစ်ချက်က နောက်ရေးဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ဟာပြည်တော်စုဝင်ကြီး300ရာကာဝေးရေးနယ်လုံနဲ့ပြည်ထရေးတို့ကိုကာကျုပ်တဘောတူတဲ့လူတတောင်းစားခေါ်ခန့်လေပြည်တော်စုဝင်ကြီးပေးရမယ်အခြေအနေမျိုး2008မှာရေးဆွဲထားပါကာဝေးရေးဘတ်ဂျက်အနေနဲ့ကြည့်မယ်ဆိုရင်လေစစ်တပ်ကဘတ်ဂျက်ကိုစစ်ဆေးပိုင်ခွင့်မရှိတုံးကျင်တိုင်းတုံးခိုးကျင်တိုင်းခိုးမယ်ဆိုတဲ့အခြေအနေကို2008ဖွဲ့စည်းပုံမှာ 你说表达到位。第二，事业呢，怎么说呢？听那东西拿给屋里妈，使得个四大门的名，六个少爷的名，笔母笔人不雷母，口母的名母阿龙姑，搞个五子九业，还没个比别别的路来说话的。难道屋里女的第二事业，我抽烟呢？得挂。 နေပေတိတိမှာစစ်တပ်ဟာခြေကုပ်ယူထားတာကိုကျွန်တော်တို့လက်မခံနိုင်တဲ့အတွက်၎င်းရှိဥပဒေကိုဖျက်သိမ်းမှရမယ်ဆိုတဲ့အတွေးခေါ်ယူဆနေတသက်ပတ်လုံးယက်တည်ခဲ့ကြပါတယ်တသက်ပတ်လုံးယက်တည်ခဲ့တဲ့နေရာမှာတချို့တွေပြင်ကြမယ်ပြင်ကြမယ်ချင်းချင်းတဲနေတုံးမှာကျွန်တော်အပအဝင်ပုံညာဆရာဦးကုန်ကြီးဘဘဦးဝင်းတင်ကျွန်တော်ဆရာဦးကြည်နဲ့ကျွန်တော်နောက်ထပ်ကျွန်တော်ရဲ့ညီညီကိုရဲဘော်တွေ လူတသိန်းလောက်တည်းမှာ၁၂ယောက်တည်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကပြင်လို့မရတဲ့ဖွဲ့စည်းပုံဖြစ်တယ်။အစ်စ်ပြန်လဲရွေးဆွဲရမယ်ဆိုပြီးမြန်မာဒီမိုကရေစီဖွဲ့ချုပ်ရေးပြည်စည်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအစ်စ်ရေးဆွဲရေးဆန္ဒခံယူပွဲဆိုတဲ့ရန်ကုန်မြို့ကဗိုလ်စိမ်မှန်ကွင်းမှာလူ၁၂ယောက်ပဲလူတသိန်းထဲမှာအစ်စ်ရေးဆွဲရေးသဘောထားပြီးခဲ့တဲ့သူတွေပါပြောချင်တာကလူများတိုင်းမမှန်ပါဘူးဆိုတာ ကိုယုံကြည်ရဖို့ခိုင်ခိုင်မာမာယက်တည်ခဲ့တဲ့ကျွန်တော်တို့တမိုင်းကျွန်တော်တို့လက်ပြတတ်လိုက်တာဗျာနောက်တစ်ချက်ကဒီအချိန်မှာတချို့သောထောက်ပြဝေဖန်မှုတွေနဲ့ပတ်သက်ပြီးလူမျက်ကြုံကိုဆဲကြဆိုကြပါတယ်အုပ်စုလိုက်ကြီးတွေလည်းလာမှန်ကြတာပေါ့တချို့သောအတွင်းပြဿနာတွေအတွင်းမှာရှုပ်ရှက်ခတ်နေတဲ့အခြေအနေတွေကိုမပြောသေးပါဘူးအကုန်လုံးမဟုတ်သေးဘူး တစ်ချက်တောက်နှစ်ချက်တောက်မှာပယောဂမှန်ရင်တုံဆင်းလာခဲ့ကြပါတယ်အဲ့ဒီပယောဂတွေအုပ်စုတိုင်းကြီးလာဆင်းနေတဲ့လူတွေနဲ့ပတ်သက်ပြီးပြောချင်တာကလက်ရှိအချိန်မှာလူမျက်ကျော်ဟာဘသူအမိကိုမှယူတာလည်းကောင်းမဟုတ်ပါဘူးလူမျက်ကျော်အနေနဲ့ယူကြကြတဲ့အကြောင်းအရာဝင်ငွေလေးနဲ့နေထိုင်စားတောက်တယ်တချို့သောလူမျက်ကျော်ကိုချစ်တဲ့လူမျက်ကျော်ရဲ့မိတ်ဆွေတွေကအကူအညီတာလေးတွေရှိတယ် လက်ရှိအချိန်မှာတရင်ဌာနရီအလုံးကိုလည်လာကြည့်တဖက်မှာစစ်ကောင်စီ lobby ဘောမစစ်ကောင်စီအထောက်အပံ့နဲ့ရက်တီတဲ့တရင်ဒီတဖက်မှာနိုင်ငံကြီးတစ်ခုခုကအဖွဲ့အစည်းကြီးတစ်ခုခုကပတ်စံရယူပြီးရက်တီတဲ့တရင်ဌာနရီဒီဘက်နှစ်ဖက်ကြီးအားပြိုင်မှုကြားထဲမှာကိုငွေကြီးနဲ့ကိုခွန်ကိုအားနဲ့ ဘသူဩဇာကံဘသူအကူအညီအထောက်ပံ့မှမခံမနေရက်တည်နေတဲ့ပြောဆုံနေတဲ့ထောက်ပြနေတဲ့ကျွန်တော်တို့အနေနဲ့အင်မတန်အလိပ်ပြတန်လုံးပြီးဘသူဩဇာကူမှကောင်းမှုခံယူမရှိခဲ့ပါတခါထပ်ပြီးတော့ဒီကာလမှာဒီလိုရက်တည်တဲ့သူမျိုးလက်ချိုးရည်လို့ရပါတယ်ဒါကြောင့်မို့ ထောက်ပြဝေဖန်မှုတွေနဲ့ပတ်သက်ပြီးအချိန်ဤအကျိုးအကြောင်းအဆက်ဆက်တွေနဲ့ပတ်သက်ပြီးတမိုင်းတစ်လျှောက်မှာရက်တည်ခဲ့တဲ့ကျွန်တော်လူမျိုးချော်ရဲ့အကြောင်းကိုလည်းစုံစမ်းစီကြပါတယ်ဆိုတော့တဆက်ဆက်တွေမှာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဖို့တင်းစင်နေတယ်လို့တဖက်မှာလည်းစစ်တပ်တွင်ပြိပခန့်နဲ့စစ်တပ်ရဲ့စစ်ရှုံးနေမှုကိုဖာထင်းနိုင်ဖို့ လုတ်တယ်လို့ကျွန်တော်တို့ကယူဆလို့ရပါတယ်။နောက်တစ်ချက်ကစစ်တပ်ရဲ့အာဏာသိမ်းမှုကိုလက်ဆတ်တက်ပြီးတရားဝင်မှုရယူဖို့ကြိုးစားတယ်လို့လည်းကျွန်တော်တို့ကယူဆလို့ရပါတယ်။အဲ့တော့ရွေးကောက်ပွဲဖြစ်လာရွေးကောက်ပွဲကိုဘယ်လိုရပ်တန့်အောင်လုပ်မလဲ။နေကင်းက live မှာလည်းကျွန်တော်ထည့်သွင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။စစ်ဘုံချုပ်တွေဝင်ရောက်ရွေးကောက်မဲ့ရွေးကောက်ပွဲဟာတိတ်ပြီးတရားမျှတနေပါသလားဆိုရင်မေကွန်းကို မေးစရာမလိုတော့အောင်တမိုင်းတလျှောက်မှာစစ်ဘူချုပ်တီလုတ်ခဲ့တဲ့နိုင်ငံတော်အဆင့်လူတပ်ပွဲတွေကိုကြည်တည်နေပါလေဒီလိုဖြစ်နေတယ်ရွေးကောက်ပွဲတစားစားလုပ်နေတော့မှာ ILO က Article 33နဲ့ Session ချပါတယ်ရေးယူပါတယ် ILO 33ရဲ့တက်ရောက်မှုတွေဟာစစ်တပ်ကိုတိုက်ရိုက် အရှိုက်ထိနိုင်တာတွေရှိတယ်လို့ပြည်သူကိုလည်းလှိုင်းနေခတ်နိုင်နေဆိုတာကိုကျွန်တော်တို့တင်ပြပြီးသားပါဟို Allergy Review Channel မှာကျွန်တော်ရဲ့ကိုညာသားတမိုင်းနဲ့အတိတ်ကတမိုင်းလက်ရှိပြစ်ဆုပ်ပန်းလာဖြစ်လာမယ့်အနာဂတ်ကိုနှိုင်းရှင်ပြီးတော့သုံးသပ်ပြပြီးသားဖြစ်တဲ့အတွက်ရှေရှေဝူးဝီးမပြောလို့တော့ပေါ့ပြည်သူကတော့ဖို့ကြောပြာစုခယုစံကျုပ်အချိန်မှာစစ်နိုင်ဖို့ကလွှဲရင်ဖက်စစ်တက်အမြင့်ပြတ်ဖို့ကလွှဲရင် ကျန်တာဘာမှမမျော်လင့်တော့ဘူးဆိုတာလေယုံကြည်ပါလေချာကြည့်ချာกว่าချာပိုက်တော့กว่าငါတို့ဘဝတွေလေညွန်လေးစရာမရှိတော့ဘူးလေးနှစ်တာ၅နှစ်အတွင်းမှာနိုင်ငံရဲ့အခြေအနေဟာတိုင်းပြည်လူလူရဲ့အခြေအနေဟာအင်မတန်ကိုစိုးရိမ်စရာကောင်းလာတဲ့အနှုတ်လက္ခဏာဆောင်ကြီးကိုတွေ့ရပါတယ်အဲ့လိုကအာရီဂတ်တရီချမှတ်လိုက်တဲ့အချိန်မှာ ဆမ်မလိုက်တဲ့ကာလအတွင်းမှာဘူးရဲ့မြန်မာနိုင်ငံတွင်းမှာအလုတ်သမားတွေတပိမှမှုဆန္ဒပြမှုတွေတရဇက်လုတ်လုတ်တောင်တွေ့ရပါတယ်အဲ့တော့ချမ်းကြီးဘနဆက်ယုံဆိုရင်လောက်ခလာစာတောင်းမထောင်တို့တောင်းဒီကနေ့ဆိုရင် EDEC တောင်းတကုံကနောင်မင်းသားကြီးလမ်းက EDEC လက်ရှိပစ္စည်းများထုတ်လုပ်တဲ့ဆက်ယုံမှာလောက်ခလာစာတုံးရင်အတွက်ဆက်လက်တပိမှောက်နေစေပဲလို့သိရတယ် ဣတိဣစီနဲ့ပတ်သက်ပြီး2020ခုနှစ်များစီမှာဧပြီထင်တယ်နော်ဧပြီထင်တယ်လူမြတ်ကျော်ဣတိဣစီရဲ့တပိတ်ကိုကင်တွေ့ဘူးပါတယ်နော်အဲ့တော့ဣတိဣတိစေယုံပိုင်ရှင်တွေကိုပြောချင်တာကအဲ့နဲ့ထွန်ရမယ့်နေရာမှာပေါက်စိန်နဲ့မပေါက်ရစီပါဘူးဣတိဣစီစေယုံပိုင်ရှင်တွေကဘ ᱹ ူတွေနဲ့ပတ်သက်နေတယ်ဘယ်အကောင်ကြီးအမီးရှည်တွေရဲ့သားသမီးတွေလဲဆိုတာ share တွေလဲဆိုတာပတ်သက်နေလဲဆိုတာ လူမျက်ကြော်အကုန်သိပါလေလို့ပြောလိုပါတယ်။ဒါကြောင့်အလौသမားတွေတိုးတောင်းတဲ့ငွေကြေးဟာတန်ရာတန်ကြီးဖြစ်ပါတယ်။ကျွန်တော်နှလုံးသားတွေကသတ်မှတ်ထားတဲ့လောကလဆာအနေဆုံးမြန်မာကျပ်ငွေ2000 2000ပါ။ဒါတော့အင်ဂျင်ထိုင်းနိုင်ငံရဲ့လောကလဆာနဲ့မရှင်နိုင်သေးပါဘူး။အင်ဂျင်ထိုင်းနိုင်ငံရဲ့လောကလဆာအနေဆုံးဟာအထောက်ထားမဲ့တရားမဝင်ခိုးဝင်ပြီးလုပ်တဲ့လူတော် ကျွန်တော်ထင်တယ်1000ခွဲ3000လောက်ရပါတယ်တရဝီလောက်ကလာစာတွေက350ဘတ်ဘတ်400နီးပါးရှိပါတယ်မောင်ဝင်5000နီးပါးရရှိပါတယ်အင်ဒီဂျင်းနဲ့ထိုင်းနဲ့ပုံမှာဆိုတော့တောင်ရင်ချားလိုက်ရင်ထိုင်းမြန်မာဟာနိဗ္ဗာန်နဲ့ငရေလိုပဲလို့ကျွန်တော်တို့ပြောခဲ့ဥပါတယ်လောက်ကလာစာလူနေမှုအစဉ်တန်းလက်စင်ပြီးလမ်းဥပဒေစိုးမိုးမှုတွေဟာ ငရဲနဲ့နိဗ္ဗာန်ကိုကြွာချားနေတဲ့အစီအနေကျွန်တော်တို့အများကြီးလောက်ကြရအောင်ပါပါဒီကြတဲ့ဝိတ္တမလောဘသားတွေကိုယ်သွေးဆုံမှုကြောင့်မြမလုံသမားဒုဟာထမင်းလေးဝအောင်စားဖို့တန်ရာတန်ကြီးတောင်းတာကို ချိန်ချောက်ခိမ့်ရောက်ပြီးစစ်တပ်နဲ့အကြံဖက်လက်နက်ကိုင်တပ်တွေနဲ့ဖက်စစ်တပ်နဲ့ကိုင်ပေါက်ချိန်ချောက်ပြီး အင်အားသုံးဖြိုခွဲမှုတွေအချံဖက်မှုတွေလှုပ်လာမယ်ဆိုရင်တော့နောင်ဖြစ်လာမယ့်အလားအကျိုးဆက်တွေကိုခင်ဗျားတို့ခံရပါလိမ့်မယ်။ထပ်တူဒီနေရာကနေ article 33ချမှတ်လိုက်တဲ့ ILO ကိုမြစ်တာရက်ခံလို့တာကဒီဗီဒီယိုကိုလောက်သမောက်အရေးလှုပ်ရှားသူဥဆောင်မှုတွေလည်းကြည့်မိခဲ့မယ်ဆိုရင်ဗမာပြည်မှာဂုံသွေးစုံနေတဲ့အနေဆုံးလောက်ခလာစာနဲ့ ်သမင်းနဲ့မမှန်တဲ့အလုသမားသူ့အတွက်တင်းနေမြရတဲ့လောကလာစာလူရအောင်ဖီအားပေးဆောင်ရွက်ပြီးတိတက်ပြင်းတဲ့အရေးကြီးမှုတွေလုပ်ဖို့လေကျွန်တော်တို့တောင်းဆိုပါတယ်အလုရှင်တီးတဲ့စစ်တက်တီးတဲ့အရေးယူမှုပြက်ပြက်တတာထင်ထင်ရှားရှားလုပ်နိုင်ဖို့စူးစမ်းပြပါလို့ပြောရင်နောက်တရင်တစ်ခုက ရွေးကောက်ပွဲလုပ်မယ်စစ်ဘုတ်ချုပ်တွေထည့်မယ်တကယ်ကပြောနေပြီမယ်ရန်ကုန်မြို့ပေါ်မြို့လေကောင်မှာမြို့လေကောင်မှာလုံးကြံတက်ဖြတ်ခြင်းခံရပါတယ်ဆိုတဲ့ပြစ်ဒဏ်ခတ်ခံရတဲ့ဘူချုပ်ဆင့်ရှိတဲ့ချိုထွန်းအောင်လူကောင်မျိုးတည်သွားတဲ့အမှုတီဆောက်တဲ့နေရာမှာလေကော်စစ်တနက်ကနေ့ထည့်ပြရတဲ့ကော်စစ်တနက်ကိုပြပြီး ဖန်ဆင်းရရှိမှုအခြေအနေဆိုပြီးထုတ်ပြန်တာကိုကြည်ချင်းအဖြစ်ခလေးကစားစရာတနက်ပြာဘုံဘူးချုပ်ဘူချုပ်တူလုံးကြံခဲရတဲ့ကိစ္စမှာတော့တတ်သိမ်မတီးစောက်နိုင်တဲ့ဖက်စစ်တပ်ရဲ့စစ်ကောင်စီရန်နေရာရဲအထင်ကြီးစရာမရှိပါခက်တီတီနဲ့ဓာတ်ပုံမြေပေါ်ပြလာတဲ့ပစ္စတိုကအယုတ်တနက်ဖြစ်တယ်ဆိုတာကြည်ကက်ကိုကြည်ပြီးကျွန်တော်တို့သိနိုင်ပါတယ်ကြည်ကက်မှာတတ်ထူရအောင် တခုပါနေတာကိုတွေ့ရမှာဖြစ်ပြီးဒါ CO2 တခုဖြစ်က CO2 gas နဲ့ထည့်ပြရတယ် air soft ကစားစရာတနက်တခုဖြစ်ပါတယ်ကြီးကထဲမှာကော်စီလီတွေထည့်ရပြီး CO2 gas တုံးရတဲ့ကော်စီကူပစ်ကမောင်းပြန်စေတယ်လို့ကျွန်တော်သိရပါတယ်ဒါရီကိုကလီကလားစအယုတ်တနက်ဆိုပေမဲ့လူကြီးတွေဝါသနာပါလို့စူဆောင်းတာလေးတွေလည်းရှိတတ်ပါတယ်အဲဘတ်တီနဲ့ထည့်ပြရတဲ့အော်တိုမက်တစ်အလက်ထရစ်ဂန်ဂတ်စ်နဲ့ထည့်ပြရတဲ့ gas blue black gpp ဆိုပြီးအမျိုးအစားများစွာရှိတဲ့အထဲမှာနိုင်ငံတော်လုံးကြိုရေးတဲ့အကြံဖတ်မှုဘာသာသင်ကြားနေတဲ့ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ချုပ်ထွန်းအောင်ရန်ကုန်မြို့လေကောင်မှာလုံခြံတပ်ဖြတ်ခြင်းခံရတာကိုတပ်တည်ဓာတ်ပုံဆိုတာက CO2 gas gun ဆိုတာကငရေရောက်သွားတဲ့ချိုတွန်းအောင်သာတည်ရင်လေမျက်ရည်နဲ့မျက်ခွတ်ဖြစ်မှာအဲ့တော့နောက်တစ်ခုက အသက်6နှစ်ရွယ်ကလေးကိုတော့ကလေးတငယ်များဥပဒေချိုးဖောက်ပြီးဖမ်းဆီးတဲ့ကောင်စစ်တပ်ဒီစစ်တပ်စီကပါများမျောလင်းနေဦးမှာလေနောက်တက်ဂျိုစိုးတွေထပ်ဝင်နေတဲ့စစ်တပ်ဟာဒီကနေ့ဆိုရင်တက်မ33ရဲ့တက်မှုတက်မှမှုကိုဖမ်းလိုက်ပါပြီတက်တွင်းပြိုကွဲမှုဟာတစည်းစည်းကြီးလာပြီးအကွဲเจ้าဟာပုံမထင်ရှားလာနေပါ အကွဲကြောင့်ကိုထိုးခွဲမဲ့ကျွန်တော်တို့တော်လိုင်းတက်တွေထိုးစစ်တာလိုပါတော့တယ်အဲ့တော့တမတစ်တစ်တမမူမင်းမင်းထွန်းဆိုရင်တည်မှာအသိဖမ်းမိတယ်တမလေးလေးတမမူအေးမင်းနောင်မြောက်ပြီးတင်ငန်းကြီးနောင်မှာရဲရင်ပေါ်ကနေစနိုက်ပါနဲ့ပစ်ချလိုက်တယ်တမခွန်ခွန်တမမူဘူဂျူးတို့အောင်တက်ဦး အင်းတော်မျိုးသိမ့်တိုက်ပွဲမှာတုံမှန်းဖြစ်ဖမ်းတာလေတက်မရှိရှိတက်မမူဘုံမှုကြောင့်မင်းထုတ်ဦးနော်နော်၂၄လမလာ၂၉နေမှာမိုးမောက်မတာပေါ်တက်မကိုကိုတက်မမူဘုံမှုကြောင့်အောင်ကျော်လွင်၂၀23နိုဝင်ဘာ9ရက်နေ့မှာတစင်စကွန်စစ်စင်ကြီးမုံကိုတိုက်ပွဲမှာမတာပေါ်တက်မတရားတက်မမူဘုံမှုကြောင့်မင်းမင်းထွန်း 2023ဒီဇင်ဘာနတ်ဆန်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးခံရဒီကနေ့ထပ်ပြီးတော့တမ33ရဲ့တမမူဘုံကျောက်ကြော်မြင့်ဆက်ကိုဖမ်းဆီးခေါ်ဆောင်သွားစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးဘာအကြောင်းကြောင့်လဲဆိုတာကိုတော့ သိရှိသားသမျှပြောရရင်ကချင်တိုက်ပွဲစစ်ရှုံးလို့လို့အကြံဉာဏ်သိရပါဘူးအဲ့တော့ဘာကံမှာတာဝန်ကြနေတဲ့ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ဟိုဒီနေ့ကဘာကံခွန်စာဂုံးကိုလက်နက်ကြီးနဲ့ပြစ်ခတ်မှုမှာတာတကြောင်ဝါဆက်ယုံတွေကိုမီးရှို့ဖျက်ဆီးမှုတကြောင်လက်စားတဲ့အုပ်ချုပ်စီမံညံဖျင်းတာရယ်လုံခြုံရေးပေါ့လျော့တယ်ဆိုရင်အချက်တွေနဲ့အပါဝင်ဖမ်းဆီးလိုက်တယ်လို့အကြံဉာဏ်သိရပါတယ်ကျွန်တော်ထင်ရတော့ ဝလောက်ွက်တွေနဲ့ခွန်စာကုန်းကိုလက်နက်ကြီးနဲ့ပြစ်ခတ်ရရင်အမိတ်ပေးမှုလို့ကျွန်တော်တို့သိရပါတယ်ဆိုတော့ဟိန္ဒာကိုတောင်းဇက်နဲ့အကွဲကြောင်းကြီးကြီးနေတဲ့စစ်တပ်ကိုထိုးခွဲဖို့ထိုးစစ်တရတာလိုပါတော့တယ်လို့ပြောချင်တာပါနောက်ဆုံးတစ်ချက်ကိုကျွန်တော်တတ်တင်ပြချင်ပါသေးတယ်ကရင်ပြည်နယ်ကော့ဂရိတ်မှာအင်အားတက်ဖြစ်ပြီးပြည်ထောင်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်ဆိုတော့ဗပောင်းဆိုထိုးစစ်တွေနဲ့ စစ်မျက်နှာတိုင်းမှာစစ်ရှုံးနေတဲ့စစ်တပ်လုံးမဲ့ရွေးကောက်ပွဲဟာဘလို့ရက်တက်နိုင်လဲဆိုတော့ကိုအဖြေရှာမှာဖြစ်ပြီးနောက်ချိုကိစ္စနဲ့ပတ်သက်ပြီး TNL ကပုတ်စာတပုတ်ဖြေရပါလိမ့်မယ်။ကံကြီးရွာကံကြီးရွာဒီစစ်တပ်ကကတ်လာနေနိုင်ပါပြီ။နောက်ချိုမြို့ကန်တွေကတော့ MBY PDF အပါဝင်ပူပေါင်းတက်တွေ TNL ပေါ့နော် TNL ပူပေါင်းတက်တွေနောက်ချိုကို လွတ်မြောက်အောင်တိုက်ပေးပါဆိုပြီးမေတ္တာရက်ခံတာရှိပါတယ်အဲ့တော့နောင်ချိုတကြောကိုတော့ TNL နဲ့ MDY PDF ပူပေါင်းတပ်တွေသိမ့်ပိုက်ပြီးပါဝင်တိုက်ခိုက်ခဲ့ပြီမဲ့နောက်ပိုင်းမှာမန္တလေး PDF ကနောင်ချိုကနေတက်ဆုတ်သွားခဲ့ပါတယ်တောင်ခမ်းတိုက်ပွဲမှာ TNL ဥဆောင်ပြီး DPL DPL ဒနုကာဝေးတက်ကြောင်မဲ PDF တို့ထိုးစစ်ဆင်နေပါတယ် ောင်ခမ်းကနေတဖြည်းဖြည်းဆုတ်လာပြီးနောက်ပိုင်းမှာဒီကနေ့ဆိုရင်နောင်ချိုကံကြီးရွာအထိရောက်ရှိလာနေပါပြီ။နောင်ချိုကိုစစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေပါလေ။တောင်ခမ်းရက်ဆောက်လမ်းပိုင်းကတကြောင်းနောင်ချိုပြင်းဦးတွေကတကြောင်းထိုးနေတာပါ။အင်အားပူတာကတော့တောင်ခမ်းရက်ဆောက်လမ်းကဖြစ်ပါလေ။အဲ့တော့တောင်ခမ်းစစ်ကြောင်းကနောင်ချိုနီးကို ပြည်ဦးလွင်လမ်းပိုင်းကစစ်ကြောင်းကတော့ရှေ့မတုံးနိုင်ပဲအရင်တိုင်းရှိနေပါတယ်ပြည်ဦးလွင်အဆက်အနောင်ချူအုံမတိခံကောရွာနားမှာပဲရှိသေးတယ်လို့ကျွန်တော်တို့သိရပါတယ်ပြည်ဦးလွင်ဝက်ဝင်မှာအထိုင်ကျတက်ဆွဲထားတဲ့ဖက်စစ်တပ်တောင်းတက်မလို့ DRL ပူအောက်တက်တွေတိမ့်ပိုက်ထားတဲ့နောင်ချူမြို့ရင်းကို2024အောက်တိုဘာ22ရက်ဒီကစတဲ့စစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါအဲ့တော့ပြီးကြတဲ့ရက်တွေကဆိုရင်ဇော်လ9ရက်နေ့လေ6ရက်နေ့ကဆိုရင် ။ဖက်စစ်တပ်ဟာမန္တလေးကနေပြုံးနေဘက်ကိုစစ်ကူပြီးနေရက်စတိုက်ပို့နေတာဟုတ်27မိုင်ဒေသခံတွေကကျွန်တော်တို့စီပြောပြပါတယ်စစ်ကားတွေစတိုက်တက်နေပါတယ်။ဒီလိုဆိုရင်ဖိအားပွင့်မှုတွေစတိုက်လုံးနာနေတဲ့ TNL ဟာမိမိရဲ့ထိန်းချုပ်ထားတဲ့စွန့်မှုနယ်မြေတွေကိုထိပြန်အထိုင်ကျနိုင်မှုစ조사နေသူပြည်သူလူထုကိုလည်းပြည်သူနဲ့အတူရပ်တည်မယ်ဆိုတဲ့စကားတွေပြောတာပါလေ နောက်ထိုနဲ့ရှစ်မိုင်ကျော်ကွာဝေးတဲ့ကံကြီးရွာအထိရောက်နေပြီတော်လန်ကြီးတက်တွေရဲ့ခန်းစင်မြင့်ထိရောက်လာနေပြီဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်မှာရှုံးဝေးတွေဆက်နေတဲ့အောက်စစ်ကောင်စီတက်တောင်ခမ်းတောင်ချူမှာအောင်ဝဲရတယ်စခန်းသိမ်းနိုင်တယ်ဆိုပြီးအောင်ဝဲခံတဲ့တပ်ပုံတွေကိုစစ်ကောင်စီရဲ့ Telegram channel တွေမှာလည်းတွေ့ရပါတယ်တနိုင်ငံလုံးပတ်ရှုံးနေတဲ့စစ်တပ်ဟာတောင်ချူမှာ နောက်ကျတစ်ခုတည်းမှာမလို့နိုင်နေတာလဲဆိုတော့လုံးဝလက်ခံပေးလို့မရဘူးလို့ပြည်သူလူထုတချို့ကကျွန်တော်စီပြောကြပါတယ်ပေါ့နော်အဲ့တော့ဒီအချိန်မှာပြင်းလင်းလာရှိုးလမ်းမကြီးကိုပြန်လဲဆုံးနိုင်ဖို့ဖက်စစ်တပ်ဟာကြောင်မဲကိုချီတက်နိုင်တယ်လို့လည်းသုံးသပ်ထားကြပါတယ်။နောင်ချိုကိုရောက်ဖို့တော့မလွယ်ကူနိုင်ပါဘူး။နောင်ချိုကိုရောက်ဖို့ကြွာလေးရွာထက်ကြော်ဖြတ်ရအောင်ပါ။ဒီအချိန်မှာကျွန်တော်တို့ ပူပေါင်းတက်တွေနဲ့အတူတင်းလီနောက်ကျုံခန်းစည်းကိုအသေးချပြင်စင်ပြီးပြင်ဦးလေးနဲ့မန္တလေးကိုစစ်ဆိုင်နိုင်ရင်တရုတ်ရဲ့ဖိအားတွေညော့သွားပါလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။လူကြီးမင်းတို့ကပုံမိုးစစ်မြေပြင်အတွေ့အကြုံကြီးမားတဲ့အတွက်အကယ်၍တရုတ်ဖိအားတွေကိုကျော်လွှားဖို့ဆိုရင်ခပ်ပြင်းပြင်းနဲ့တစ်ထက်ဆက်ကွန်အလိုတိုက်စစ် BPL အမှန် PDF အပါဝင် TNL တက်တွေညီတော်မမိတ်တုံးတဲ့ရဲ့အင်အားစုတွေနဲ့ခက်ကြမ်းကြက်ထိုးစစ်ပြင်ဆင်ပြီးပြင်ဦးလွင်နဲ့မန္တလေးကိုစစ်ဆိုင်ထားနိုင်ရှင်နောက်တစ်ဆင့်တက်ပြောရင်ပြင်ဦးလွင်ကိုတိမ့်ပိုက်နိုင်ပြီးမန္တလေးကိုစစ်ဆိုင်ထားနိုင်ရင်တရုတ်လေတံပြောင်းသွားပါလိမ့်မယ်လို့အကြံဉာဏ်ယူဆမိပါတယ်နောက်ဆုံးကတင်းအနေနဲ့တောင်ကုန်တရားရုံးကို79 လီးစင်မမတွေနဲ့ပြစ်ကတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးမြေပြင်သူတွေရဲ့ပြောပြချက်အရတောင်ကုန်တရားရုံးမှာပြစ်ကတ်တိုက်ခိုက်တံမကြားရဘူးလို့လေကျွန်တော်တို့သိနေရပါတယ်ဆက်လက်အတည်ပြုကြိုးစားပါမယ်ဆိုတော့စစ်ဘုတ်ချုပ်တွေဝင်ရောက်ရွေးခံမဲ့စစ်ဘုတ်ချုပ်တွေဝင်ရောက်ရွေးခံမဲ့ရွေးကောက်ပွဲနဲ့တပတ်ကဒိုးစစ်စင်လာတဲ့ စင်မြနာအသီးသီးကစကြောင်းတွေမြို့ပြစစ်စင်ရေးစီရောက်လာနိုင်ခဲ့ရေဒီရွေးကောက်ပွဲကိုရက်တန့်ချင်ထိုးစစ်တော်လန်ထိုးစစ်ဒီရွေးကောက်ပွဲကိုရက်တန့်ချင်နိုင်ငံဆိုင်ရာမဟာပြူဟာမြောက်ထိုးစစ်ဒီတစ်ခုကပဲရက်တန့်နိုင်ပါလေအကယ်၍မရက်တန့်နိုင်ဘူးဆိုရင်တော့ ာနာသိန်းစစ်တပ်ရဲ့တရားဝင်မှုနောက်တစ်ဆင့်မြင့်တက်လာပြီးလောက်ရကန်ရပိုခတ်တာတွေတော်လည်ရေးမှာနိုင်ငံတကာသို့မဟုတ်တော်လည်ရေးတက်တွေသို့မဟုတ်ဝါရဖြန့်ချီပိုင်းတွေသို့မဟုတ်ဗတ်ပေါင်းစုံကနိုင်ငံရေးရတရားဝင်မှုနဲ့ရွေးကောက်ပွဲအနိုင်ရသွားပြီဆိုတဲ့ရလက်ကိုကန်ရင်း NUG အစိုးရစီရ PH NUCC အစရှိတဲ့ လူတွေရဲ့တရားဝင်မှုနဲ့ပတ်သက်ပြီးတော်လိုင်းဆိုင်ရာမေခွန်းထုတ်မှုတွေအများကြီးရှိလာနိုင်ပါတယ်။ခက်ကြံကြံခက်ပြင်းပြင်းပြောရင်ညီညွတ်ရင်နိုင်မအောင်သိရသားနဲ့မညီညွတ်ခြင်းလာလား။ညီညွတ်ရင်နိုင်မအောင်သိရသားနဲ့မညီညွတ်သေးတာဟာတော်လိုင်းရေးကိုကားငယ်ကိုပြန်ကိုသွားနိုင်လေလို့ပြောရင်ကျင်းညာတို့လောက်ပါ။အားလုံးကိုယေရှုတင်ပါ